မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။လက်ပေးလက်ယူမှုမှာပါဝင်တဲ့နေလုံဝန်ကြီးဟောင်းဘုံမူကြီးမုံမင်းနိုင် အာနာအလွဲသုံးစားမှုများစွာအတွက်အရေးယူမခံရဘဲရာထူးတာအပြောင်းခံရပါတယ်။ပွင့်ဖြူမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်တက်ခိုက်မှုစစ်သား19ဦးသေဆုံးခဲ့တဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘက်ကတော့ AR တိုင်းကနေရခိုင်ဘက်ကို73စီစေဝါနဲ့ရိတ်ခါတွေလက်ပေးလက်ယူတင်ပို့ခဲ့တဲ့အမှုမှာထက်ထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့တဲ့နယ်လုံးဝန်ကြီးဟောင်းဗိုလ်မှူးကြီးမိုးမင်းနိုင်ဟာအရေးယူမခံရဘဲလွတ်မြောက်သွားခဲ့တယ်လို့အနောက်တောင်တိုင်းစစ်တနာကျော်တရင်ရင်းမြက်ကပြောပါရယ်ဗိုလ်မှူးကြီးမိုးမင်းနိုင်ဟာ AR တိုင်းနယ်လုံးဝန်ကြီးအဖြစ်2022ခုနှစ်ဩဂတ်လကနေ2025ခုနှစ်ဩဂတ်လ1ရက်နေ့အထိ၃နှစ်တိတိတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလအတွဲမှာလက်ပေးလက်ယူမှုတွေအာဏာအလွဲသုံးစားမှုတွေအကျင့်ပြက်ခြားစားမှုတွေကိုအကြီးအကျယ်ကျွလွန်ခဲ့ပေမဲ့လည်းအရေးယူခံရမှုမရှိဘဲလွတ်မြောက်ခဲ့လို့လည်းသိရပါဗါးအဲလိုအရေးယူမခံရပေမဲ့လည်းအခုနှစ်ဩဂတ်လ၁ရက်နေ့မှာတော့ ARD တိုင်းနေလုံဝန်ကြီးဗိုလ်မှူးကြီးမိုးမင်နိုင်ကို တက်မတော်လေးကျင်ရေးတနန်းချောင်းဘက်ကိုရာဒုချပြောင်းရွှေ့လိုက်ပြီးသူ့နေရာမှာဘုံမူကြီးခန့်မွန်ဆွေကို အစာထိုးခန့်ထဲလို့လဲအနောက်တောင်တိုင်းစစ်တနာကျောင်းသတင်းမြစ်ကပြောပြပါရယ်ဖြစ်စဉ်ကတော့2024ခုနှစ်စက်တင်ဘာလ9ရက်နေ့က73စီစေဝါတွေအပါဝင်ကုန်ပစ္စည်းတွေကိုရခိုင်ကိုတင်ပို့ဖို့အတွက်လက်ပေးလက်ယူခွင့်ပြုခဲ့တယ်လို့ဆိုပြီးအနောက်တောင်တိုင်းစစ်တနာကျောင်းက တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်ကျော်စိုးတွင် စစ်ဦးစီးဘုံမှုကြီးအောင်ဆန်းတွင်ဒုဗိုလ်မှုကြီးကျော်စွာထွန်းဒုဗိုလ်မှုကြီးမျိုးစော်အောင်အပါဝင်အရာရှိ6ဦးကိုအကြံဖက်စစ်ကောင်စီကတတ်တွင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီအမှုတွဲထဲမှာနယ်လုံးဝန်ကြီးဟောင်းဘုံမှုကြီးမိုးမင်းနိုင်လက်မှတ်နဲ့ ရခိုင်ပြည်နယ်အတွင်းကိုကုန်ကားတွေဝင်ရောက်ခဲ့ပြီးလက်ပေးလက်ယူမှုမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီအမှုမှာပါဝင်ခဲ့တဲ့တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်စိုးလွင်ဗိုလ်မှူးကြီးအောင်ဆန်းလွင် အပါအဝင် အရာရှိကြီးတွေကို တသက်တကြွန်ထောင်တန်းနဲ့နှစ်ရှည်ထောင်တန်းတွေကိုချမှတ်လိုက်ပြီးဒုဗိုလ်မူကြီးကျော်စွာထွန်းကိုတော့စစ်ခုံရုံးကတေတံချမှတ်ခဲ့လို့လည်းသိရပါဗါး။ ARD တိုင်းနယ်လုံဝန်ကြီးဟောင်းဘိုးမူကြီးမိုးမင်းနိုင်ကတော့ ARD တိုင်းဝန်ကြီးချုပ်တင်မောင်ဝင်းနဲ့စစ်ကောင်စီထိပ်ပိုင်းကဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်တို့ကအကာအကွယ်ပေးမှုတွေကြောင့်လွတ်မြောက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗျာရှင်။ ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းပလောမြို့နယ်ထမင်းမဆာကျေးရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ဗိတ်ဒဝဲခရံအတွင်းရေးမှူးစောအယ်နာကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ခလရ280တရင်အမတ်တ300ကိုတရင် အမတ်ဆက်နှစ်တက်မတော်လေးကျင်ရေးတင်းနှံချောင်းတို့ကအင်အား40ပါစစ်တပ်စစ်ကြောင်းဟာပလောမြို့နယ်ထမင်းမဆာကျေးရွာမှာစခန်းချလာရောက်တက်ဆွဲနေစဉ်စတေမာလာရှိရနေမနေ့9ရက်အချိန်ကတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သားတွေဟာစခန်းကိုစွန့်ခွာ ထွက်ပြေးသွားသလိုတေဆုံးသူတွေလည်းရှိတယ်လို့ KNU ဗိတ်တော်ဝဲခရံတွင်ရေးမှု စောအေနာကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အဲလိုတက်ခတ်မှုအတွင်းမှာအကျန်းဖက်စစ်သားတွေအသုံးပြုတဲ့လက်နက်တလဲခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါရယ်အဲ့ဒီတက်ခတ်မှုကို KNL ကရင်အမျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာလေးလက်အောက်ခံ KNDO တရင်ခွန်တက်ခွဲနှစ်တက်ခွဲက KNL အထူးတက်ဖွဲ့ပလောပြည်သူ့ကာကွယ်တက်ဖွဲ့နဲ့တော်လိုင်းပူပေါင်းတက်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်ရှင် မကွေးတိုင်းအတင်းတဘောက်ကိုကြည့်အောင်ပါမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာအကြက်ဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်တိုက်ခတ်ရမှာစစ်သား19ဦးဟာတေသွားခဲ့လို့ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်စတင်ပါလာ6ရက်နေ့မှာပွင့်ဖြူဝါစိုက်ပျိုးရေးတပ်ကစစ်သားတွေနဲ့ပြူစောတိတွေပတ်ဝန်းနဲ့အင်အား30ခန့်ပါစစ်ကြောင်းဟာကျောင်းကုန်းကြီးကျေးရွာမှာအင်အားစုဖွဲ့ပြီးမတဲကျေးရွာမြောက်ဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာ တော်လန်တပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား၄ဦးဟာသေသွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနေ့ညနေ၄နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာမဲဆလီရဲစခန်းကအင်အား80ခန့်ပါစစ်ကြောင်းဟာမတဲကျေးရဖုံကြီးကျောင်းကိုထွက်ရောက်လာတဲ့အတွက်တော်လန်တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထိနာပြီးထွက်ပြေးဆုတ်ခွာလာစဉ်မှာတော်လန်တပ်ဖွဲ့တွေကထပ်မံမိုင်းဆွဲတိုက်ခိုက်ပေးရတဲ့နောက်မှာ မိနစ်30ခန့်ကြာတိုက်ပွဲဖြစ်ပွားရာမှာအကြမ်းဖက်စစ်တပ်ဘက်က14ဦးထပ်မံတေဆုံးခဲ့လို့လည်းသိရပါတယ်။အဲလို တိုက်ပွဲဖြစ်ပွားပြီးည9နာရီလောက်မှာတော့ပွင့်ဖြူမြို့နယ်တမာဆန္နနာရေးကားတွေလူနာတင်ကားတွေနဲ့စစ်သားအလောင်းတွေဒဏ်ရာရှိသူတွေကို လာရောက်တေဆောင်သွားတယ်လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်အဖွဲ့ပါကာဖပွင့်ဖြူပွင့်ဖြူကာကွယ်တပ်လိုကန်နဲ့မင်းမှုခရံပါကာဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့တနင်္သာရီတန်းတရချောင်းမြို့နယ်တိုက်ပွဲအတွဲမှာအထိနာခဲ့တဲ့အကျန်းဖက်စစ်တပ်ကကျေးရွာလေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်တရာကျော်ပြကျခဲ့လို့ဒေတာတွင်းစီးရီးတရင်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်။ဩဂတ်လ12ရက်နေ့ကနေ25ရက်နေ့ထိတရချောင်းမြို့နယ်မှာအကျန်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းမှာအကျန်းဖက်စစ်သားအလောင်းနှလောင်း MA4 တနတ်တလဲ MA1 တနက်တလက်ကိုတင်ဆက်ရရှိခဲ့ပြီးစစ်မှုရန်တပ်သား6ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့လို့လည်းသိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာတိုက်ပွဲအတွင်းမှာအထင်ကနာခဲ့တာကြောင့်မိုင်းရွှေကုန်းနဲ့စော်ဖျားရွာကိုဩဂတ်စာ21ရက်နေ့နဲ့22ရက်နေ့တို့မှာဝင်ရောက်စီးနှင်းပြီးပြည်သူပိုင်နေအိမ်တွေကိုဇက်တိုင်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်နေ80ကျော်မီးလောင်ပြကျခဲ့လို့လည်းသိရပါဗျ။ အိမ်နောက်တော်လန်တိုင်းတည့်ရချောင်းမြို့ဘက်ကိုပြန်လဲဆုတ်ခွာလာစင်မှာစတေမာလ9ရက်နေ့မှာတင်းကျွန်းရွာနဲ့ရန်တောင်ကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ပြီးရန်တောင်ကျေးရွာကနေအိမ်30ကျော်နဲ့တင်းကျွန်းရွာကနေအိမ်10လုံးကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းစစ်ရေးသတင်းမြစ်ကပြောပြပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှာတည့်ရချောင်းမြို့နယ်အခြေဆိုင် ခမရ403ခမရ404နဲ့ခမရ405တရင်ကစစ်သားတွေပါဝင်ပြီး သူတို့ဖြတ်တန်းသွားရာလမ်းတစ်လျှောက်ကကြေးရွာတွေကိုလည်းလက်နဲ့ကြေးတွေနဲ့ရန်တန်ပစ်ခတ်သွားရလို့လည်းသိရပါတယ်ရှင်ပဲခူးကတရင်တပုတ်ကိုကြည့်အောင်ပါပဲခူးတိုင် အုပ်ဖို့မြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးလာစဉ်စစ်မှုရန်ကြီးကောက်ခံနေတဲ့အုတ်ချုပ်ရေမှုထွန်းသိန်းကိုပြစ်ခတ်တက်ခတ်ရမှာပွဲချင်းပြီးတေဆုံးခဲလို့တာရီခန်တရင်383နှစ် တက်ခွဲငါ Black Tiger ပျောက်ကြားအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်စတင်ပါလ6ရက်နေ့ည9နာရီခွဲလောက်ကအုပ်ဖို့မြို့နယ်ကန်တာယာရွာမှာနေထိုင်တဲ့ကန်တာယာရွာအုပ်စု အုတ်ချုပ်ရေမူထွန်းသိမ့်တဲ့ပြူကောင်းဆောင်လှရွှေတို့စကားပြောနေစဉ်တွင်တာယာဝရီခရံတရင်383နှစ်တက်ခွဲငါ Black Tiger ပျောက်ကြားအဖွဲ့ကတော်လဲရဲဘော်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရေမူထွန်းသိမ့်ဟာ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီးပြူစောတီခေါင်းဆောင်လှရွှေကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့လို့လည်းသိရပါဗါးအုတ်ချုပ်ရေးမှုထွန်းတဲ့ရဲ့နေရင်ကနေစစ်မှုတန်းဆောက်ရွက်တွေနဲ့တခြားဆောက်ရွက်စရတ်တွေကိုတင်းစဲရရှိခဲ့တယ်လို့လည်းသိရပါဗါး အဲ့ဒီတစ်ဆုံးသွားတဲ့အုတ်ချုပ်ရေးမှုထွန့်သိမ့်ဟာအကျံဖက်စစ်တရဲ့အမာခံတောက်တိုင်ဖြစ်ပြီးပြည်သူလူထုကိုဖိနှိပ်ဖို့ပြူစောထီးခေါင်းဆောင်တွေကိုအမိန်ပေးတာအကျံဖက်စစ်တကပြုလုပ်မဲ့တရားမဝင်ရေကောက်ဝဲမှာပြူစောထီးအဖွဲ့တွေလုံခြုံရေးရယူဖို့အတွက်ဖိအားပေးပြောဆိုထားတွေအပြင်တောင်သူတွေကိုစိုက်ပျိုးစေချင်းငွေတွေအတင်းကျပ်ဆက်ခိုင်းပြီး မဆက်ရင်စစ်တပ်ခေါ်ဖမ်းခိုင်းမယ်လို့ချင်းချောက်တာတွေကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။ဒါအပြင်စစ်မှုထမ်းကြီးလို့ဆိုကပြည်သူတွေစီကနေငွေကြေးတွေကို အတင်းကျပ်ကောက်ခံတာလူငယ်တွေကိုစစ်မှုထမ်းရန်အတင်းကျပ်စုဆောင်းတာတွေကိုလှုပ်ဆောင်နေတာကြောင့်အခုလိုတက်ခက်ခဲတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဒီတခါမှာတော့ ကရင်ပြည်နယ်ဖမ်းအန်ထောင်မှနိုင်ငံရေးအကျဉ်းသားဆက်နက်ဦးကိုအကျဉ်းဦးစီးဌာနဝန်ထမ်းတွေကရိုက်နှက်ချေချင်းခတ်တိုက်ပိတ်ခဲ့တာကြောင့်နိုင်ငံရေးအကျဉ်းသားတဦးဟာတေဆုံသွားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရယ် PPNN ကဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်အခုနှစ်ဇွန်လ14ရက်နေ့ကဖမ်းအန်ထောင်ဂျိုးဂျာအဆောင်ကနိုင်ငံရေးအကျဉ်းသားဆက်နက်ဦးကို ထောင်အာဏာပိုင်တွေကအာဓမခေါ်ယူရက်နဲ့က ခြေချင်းခတ်3လတာတိုက်ပိတ်အပြစ်ဒဏ်ကိုချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ပိတ်တဲ့နေရာကိုခေါ်ဆောင်ရမှာနိုင်ငံရဲ့အကျဉ်းသားတွေကိုထောင်အာဏာပိုင်တွေကရိုက်နှက်ခဲ့တာအပြင်တိုက်ပိတ်ထားတဲ့နေရာတွေတီဝင်ရောက်ရိုက်နှက်ခဲ့တယ်လို့လည်းကိုတိုက်ထွန်းကပြောပြပါဗျ။အဲဒီလိုမတရားနှင်းပန်းနှိပ်စက်မှုတွေကြောင့် ဇွန်လ13ရက်နေ့မှာကိုညံမင်းထွန်းဟာအသက်ဆုံးပါခဲ့ရပြီးတခြားတိုက်ပိတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေလည်းထိခိုက်ဒဏ်ရာများစွာရရှိခဲ့လို့လည်းသိရပါတယ်။ဒါ့အပြင်ထောင်အာဏာပိုင်တွေက တိုက်ပိတ်ခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေတဲကကိုဇော်ဝင်းအောင်ကကိုချက်ကိုဥဆောင်သူလို့သတ်မှတ်ကတလကြော်ကြာနေ့စဉ်အပြင်ကိုခေါ်ထုတ်ကရဲနဲ့တာတွေကိုပြုလုပ်ခဲ့လို့လည်းသိရပါတယ်။အဲလိုရိုက်နှက်မှုဒဏ်တွေကြောင့်ကိုဇော်ဝင်းအောင်ကကိုချက်ဟာအခုချိန်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့မိမိကိုယ်ကိုအဆုံးစီရင်တဲ့အထိစိတ်ပိုင်းဆိုင်ရာအလွန်ပြင်းထန်စွာ ထိခိုက်နေမှုတွေကို ကြုံတွေ့နေရတယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကဗဟိုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းကပြောပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်တပုတ်ကတော့မန္တလေးတိုင်းဝန်တွင်းမြို့နယ်မြင်းကြကန်ရွာသားနှစ်ဦးကိုအကြမ်းဖက်စစ်တပ်ကပစ်တပ်ပြီးရုံလောင်းတွေကိုလက်သေးပေးမှ မြုပ်နှံထားခဲ့ပြီး လာရောက်အလောင်းဖော်တဲ့ပြည်သူတွေကိုလည်းစစ်တပ်ကဆဲဆိုပြန်လွတ်နေရလို့ Voice of Wonder ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စက်တင်ဘာလ9ရက်နေ့ညပိုင်းကဝမ်ဒရင်းမြို့နယ်အရှေ့ပိုင်းကကဘာဒီစိုက်ကွဲမှာညအိတ်တောင်ယာလုပ်ငန်းလုတ်ကင်နေတဲ့မြင်းကြကန်ရွာသားနှုတ်ကို အကြမ်းဖက်စစ်သားတွေကပြစ်ခတ်ခဲ့ပြီးရုပ်အလောင်းတွေကိုလက်တဲအနီးမှာမြုပ်ထားခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲလိုပြစ်တတ်မှုဖြစ်ပွားပြီးရဲ့နောက်မှာတေဆုံးသူနှစ်ဦးရဲ့မိသားစုဝင်တွေက မနေ့ကမနေ့ပိုင်းမှာတောင်ရအတွင်းသွားရောက်ရှာဖွေစင်မှာတဲအတွင်းကသွေးဆိုနေတဲ့အဝတ်တွေသွေဆုံးသူတို့ကိုင်းတဲ့ဖုန်းတွေဖက်နှက်တွေကိုတွေ့ရှိခဲ့ရပြီးတဲနီးမှာအလောင်းမြုပ်ထားတဲ့မြေပုံအစ်တစ်ကိုတွေ့ရှိခဲ့ရလို့လည်းသိရပါဗါးအဲလိုတွေ့ရတဲ့မြေပုံအစ်တစ်ကိုမိသားစုဝင်တွေကတူးဖော်ဖို့လုပ်နေစင်မှာအကျန်းဖက်စစ်တပ်ကင်းပုံးတွေကတွေ့ရှိသားပြီးအထက်အမိတ်ရမြေပုံတွေကိုတူးဖော်ခွင့်မရှိကြောင်းပြောဆိုခဲ့ပြီး ပြည်သူတွေကိုလည်းဆဲဆူကြိမ်မောင်းကပြန်လွတ်ခဲ့လို့လည်းသိရပါဗျ။အဲနောက်အနီးနားတစ်ဝိုက်ကရွာတွေကိုပါည6နာရီမနေ့6နာရီမထွက်ရအမိန်ဆိုပြီးအမိန်ထုတ်ပြန်ခဲ့တယ်လို့မြင်းကြကန်ကျေးရွာအုတ်ချုပ်ရေးမှူးကလည်းလော့စပီကာနဲ့အထက်အမိန်ရလို့ဆိုကာစိုက်ကွင်းကတောင်သူတွေအားလုံးရွာတဲကိုချက်ချင်းပြန်လာခိုင်းပြီးလက်တဲတွေမှာကြန့်ရှိခဲ့တဲ့ပစ္စည်းတွေကိုလည်းအမျိုးသမီးတွေကသာတွားရောက်ယူဆောင်ခွင့်ပြုခဲ့လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတန်ဆက်ပေးရပါကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ